ဥပုံတွေဖြစ်တဲ့အတွက်ကြောင့်ဘုံကြီးကြောင့်မှလူတွေနဲ့စီကားနေပါတယ်။အဲ့ဒီမှာပဲဓမ္မယုံကနေပြီးတော့ဓမ္မမိတ်ဆွေသူတော်စင်ပေါင်းခင်ဗျာသီလယူဖို့အချင်းကြပါမို့ဓမ္မယုံတွင်နေရာယူကြပါရန်လေးစားစွာဖိတ်ကြားအပ်ပါတယ်တဲ့။အတန်ချက်ဆက်ကဖိတ်ခေါ်တန်ကြောင့်သီလယူမဲ့သူတွေကဓမ္မယုံနဲ့ရောက်လာပြီးနေရာယူကြပါလိမ့်။ဆရာတော်ဖျားကြွလာပြီးသီလယူကြတယ်။သီလယူပြီးတော့ဆရာတော်ကတရားပေးပါတယ်။ တတဝါဟုသမျှမချမ်းသာခြင်းဘူးလား ချမ်းသာခြင်းပါလေဗျာလူဆိုတော့လေတတဝါအထဲမှာပါတဲ့အတွက်ကြောင့်မချမ်းသာခြင်းဘူးလားချမ်းသာခြင်းပါလေဗျာလူဆိုတာမိမိဘဝချမ်းသာဖို့အတွက်မလွဲမသွေအားထုတ်ရမယ်ဒီလိုအားထုတ်ရမှာလောဘပေါ်အခြေတည်ပြီးတော့အားထုတ်တာရှိသလိုအလောဘပေါ်အခြေတည်ပြီးတော့အားထုတ်တာလည်းရှိတယ်အမှန်တော့ချမ်းသာဖို့အားထုတ်ရမှာနှစ်ဖူးကချွေမြေပေါ်ကြောက်အားထုတ်မလို့ဘူးလားတဲ့လိုပါတယ်ဗျာတဲ့ ဒီလိုချမ်းသာဖို့ရှာဖွေတဲ့နေရာမှာငါအတွက်အသိမ်းပိုက်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ရှာရင်းနဲ့သာသနာပရှာနေပဲတဲ့လောကအတွက်စွန့်လွတ်ဖို့ရှိတဲ့ရည်ရွယ်ချက်နဲ့ရှာတာကိုသာသနာတွင်ရှာနေလို့ခေါ်တယ်တဲ့ချမ်းသာကိုရှာရမှာလူတို့ဟာငါအတွက်ငါပေါင်းတင်အတွက်ရယူဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ရှာရင်သာသနာပရှာနေပဲသာသနာပရှာနေဟာလောဘပေါ်ခြေခံတယ်ဒါကြောင့်သာသနာပရှာနေနဲ့ရှာထည့်လို့ရတဲ့ချမ်းသာဟာ အကုသို့ဝန်းရနဲ့ချမ်းသာခြင်းပဲတဲ့မှန်လားပါပေါ့လူတွေဟာတဲ့အကုသို့ဝန်းရနဲ့ချမ်းသာခြင်းနဲ့ချမ်းသာခြင်းစစ်လို့ထင်တယ်တဲ့ဘာနဲ့တူလဲဆိုတော့လင်းတာငှက်တွေဟာအကောင်ပုတ်ကိုနှက်တုတ်တာထင်နေသလို အပြိုင်ဆိုင်ချမ်းသာကိုရှာရင်ချင်းချင်းအန္တရာယ်ပြုတ်တိုက်ခိုက်ကြနဲ့ချမ်းသာကိုရှာရင်စိရဲ့ဒုက္ခတွေနဲ့မတွေ့တင်ပဲတွေ့နေရတယ်မလားတဲ့မှန်လားပါလေလူတွေဟာချမ်းသာကိုရှာရင်စိရဲ့ဒုက္ခတွေ့ မကြင်မနက်ဘဝနေကုန်အဆုံးသတ်လိုက်တယ်။ဒေဂန်ဒီမှာငါမားပြီဆိုရင်နောင်တရပါမယ်အချိန်မရှိတော့ဘူး။တဏှာလောဘကိုတနိုင်တလို့ပယ်သက်ကြပါတဲ့။တဏှာလောဘကိုတဲ့ပယ်သက်နိုင်တဲ့အမြောက်တောကငိမ့်ပဲတဲ့။တောကငိမ့်ဘေးကင်းတယ်။ဘေးကင်းရင်ချမ်းသာတယ်တဲ့။ဆရာတော်ကဒီလိုဟောတာပေါ့။နောက်ပြီးတော့ဆရာတော်ကထပ်ပြီးတော့ဟောပါလေ။ တဏှာလောဘကြောင့်ဒေါကတိဖြစ်ရည်တဏှာလောဘကြောင့်ဘေးဖြစ်ရည်တဏှာလောဘမရှိသွားဒေါကတိမဖြစ်တော့ဘေးကစုပ်ဝဲရမရှိမဖြစ်တော့တရားဆုံးမှာတော့ဓမ္မယုံကြီးတစ်ခုလုံးဟာတာရုတာရုတာရုဆိုတဲ့အတန်ကြီးဖုံးလွှမ်းသွားပါလေတရားပွဲပြီးပြီလူတွေကလူဖွဲ့ပစ္စည်းတွေဆက်ကပ်လုံတယ်ပါလေအဲဒီနောက်ဓမ္မယုံတွေကဆရာတော်လည်းအကြောင်းပေါ်ပြန်ကြွားဖို့ပြင်နေပါလေအဲ့ဒီမှာဆရာတော်ကရှေ့ဆုံးတနေရာမှာထိုင်နေတဲ့အဖွားတို့တယောက် ဘေးကိုတွားရက်ပြီးတကမာကြီးလို့ခေါ်လိုက်တယ်။အဖွားကကျွံ့ကျုံလေးပြန်ထိုင်ပြီးလက်အုပ်ကြီးကမှန်မဖေရတော့ပြန်ထူတယ်။ဆရာတော်ကကျောင်းပေါ်လိုက်ခဲ့ဆံပါလို့ပြောလိုက်ပါတယ်။တင်မဖေရဆရာတော်ဟာကပိယကြီးနဲ့တူသူ့ရဲ့စံကြောင်းရှိရာကြောက်တော့ပါလေ။အဖွားကတော့နောက်ပိုင်းတလုံးလုံးနဲ့လိုက်သွားတာပေါ့။ကျောင်းပေါ်တဖြည်းဖြည်းချင်းတက်သွားတယ်။ဆရာတော်ကပလက်ကလက်ထိုင်မှာထိုင်နေတယ်။ဆရာတော်ဘေးမှာကပိယကြီးကထိုင်ပြီးရက်ခတ်ပေးနေတယ်။ထိုင်ဒီကမာကြီး ဖွားဦးကထိုင်ပြီးဥချလိုက်တယ်ဆရာတော်ကကဲလူကြီးမဲပြောမယ်ဒကမာကြီးဒကမာကြီးခြံဝိုင်းကိုဖုံးကြီးဝဲကျင်တယ်အဲ့ဒါခေါ်ပြောတာတပည့်တော်မယောင်းပါဘူးဖေဟာမယောင်းကြည့်ဘူးပြောရအောင်ကျုပ်ကဘလောက်ပေးမယ်ဆိုတာဒကမာကြီးသိလို့လားတပည့်တော်ခြံဝိုင်းလေးဟာသောသမီးတွေအတွက်ပါဖေဟာသူတို့တပည့်တော်သိရင်နေစရာခြံမြေမရှိပဲဖြစ်သွားပါလိမ့်မယ်တပည့်တော်မယောင်းပါဘူးဖေဟာကျုပ် ဒကမာကြီးခြံဝိုင်းကိုသိမ့်တရပေးမှာနော်တခြားဘသူမှဒီစည်းပေးမှာမဟုတ်ဘူးကျုပ်ကကြောင်းမီနဲ့တစတဲဖြစ်နေလို့အဲ့ဒီစည်းပေးတာမှန်လားပါတဲ့ဒီကြောင်းမီကလည်းတပီတော်တို့ဘိုးဘွားပိုင်နေပါပဲလေအရှင်ဖျားနေစရာသတင်းသုံးစရာကြောင်းရှိလို့တပီတော်ရဲ့အဖေနဲ့ဖိုးကပဲဒီချမ်မီကျဲကြီးကိုရှင်ဖျားကိုကတ်လုပြီးတော့ပေ90ပေတရာအကွက်လေးပဲတပီတော်တို့မိသားစုတွေနေရတာပါဖေဟာ အရှင်ဘုရားကိုဖိုးတို့လူကလေးမြေကတေကကြော်ပါလေတပည့်တော်တို့ခုနေတဲ့အကွက်လေးပဲပန်းဆိုင်တော့တာပါဖေ။ဒီမြေမမရှိရင်တပည့်တော်တို့ဘယ်မှာသွားနေရမလဲဖေ။ကပိယကြာဝင်ပြောပါလေ။ဟဲ့အတော်ရဲ့ခတ်လိုက်တာငွေသိန်းတရာတော့ရထားပြီမှာတခြားဈေးသက်သာတဲ့နေရာမှာခြံလေးတစ်ခြံဝယ်ဆယ်သိန်းလောက်နေရနေတာကိုကျန်တာရင်းပြီးစလေ။ဟဲ့ငသိန်းဘိုးဘွားပိုင်မြေနေရာဆိုတာတားစီမြေဆက် ထိမ့်သိမ်းဆော့ရှော့မယ်တာဝန်ရှိတယ်။ငါတို့ပိုင်တဲ့ထက်ကတေကကြုံတော့တပြားတစ်ချက်မှမယူပဲလှူခဲ့ပြီးပြီ။တော်ပြီပေါ့ကွယ်။ဆရာတော်ကခမားချံကိုဆက်ဝယ်ပြီးကျောင်းဆောင်တကြီးတစ်စောင်စောက်ချင်လို့တဲ့။အဲ့ဒါကြောင့်ဒီလောက်ဈေးပေးနေတာ။ဒီမင်္ဂသိရဲ့စာတင်သားတွေများလို့လို့နေစရာမရှိဘူးဆိုရင်တော့ငါလှူဖို့စဉ်းစားခြင်းစဉ်းစားမှာခုတော့ကျောင်းထဲမှာကျောင်းဆောင်ကြီးတွေအများကြီးတန်ခါလဲသိရှိတာမဟုတ်ဘူးမလို့အပ်တာဘူး ဆရာတော်ကဝင်ပြောပါလေမခံကြည့်မခံတာနဲ့။အိုးဘာဖြစ်ဖြစ်ဒီကမာကြီးရဲ့အလူရှင်ပေါ်လို့ကြောင်းဆောက်ဖို့မြေလိုလို့ဒီကမာကြီးကိုခေါ်ပြောတာပဲ။ကဲကြားပါလေ။ဒီကမာကြီးမြေကို350ပေးမယ်။ဒီကမာကြီးတို့တစ်တလုံးကြားဘူးကင်ဘူးမှမဟုတ်တဲ့ငွေပဲ။ဘလောက်ပဲပြေးပြေးတပီတော့မရောမအောင်ဗျာ။တပီတော့ပြန်ပါအောင်မယ်ခွင့်ပြုပါဗျာ။ဆရာတော်ကအနေငယ်မျက်နှာဖြစ်သွားပါလေ။အဖွားကဆရာတော်ကိုဥချပါလေ။ ဲ့တော့ပြန်မို့ထားမှာတကယ်မကြီးကျုပ်ကိုခုလူမဲ့သူတွေကဘသူတွေလဲသိရလားပြီးတော့မသိချင်ပါဘူးဖေ။အေးသူတို့ဝယ်ခိုင်းလို့ကောင်းကောင်းမွန်မွန်ဝယ်နေတာတကယ်မကြီးကိုလည်းလက်ရှိကနေလက်မဲ့မဖြစ်စေချင်လို့ပြောနေတာသူတို့ကဆိုင်ရပိုင်ရလေတကယ်မကြီးစီကမျိုးတပြားမှမပေးဘဲနဲ့တော့မှရောင်းယူနိုင်တယ်ဒါတော့သိလားအဖွားဟာမျက်နှာထားတည်သွားပါလေ တပီတော်ချင်းချောက်တာလားဖေဟာမကြောက်ပါဘူးတပီတော်အတက်နဲ့လဲလိုက်မယ်ဖေဟာသူတို့မှာငွေနဲ့အာဏာရှိတယ်ဆိုတပီတော်ကလည်းတပည့်တော်မှာရှိတဲ့ခွန်အားလေးနဲ့နောက်ဆုံးထွက်သက်သည့်ရရဆွဲပြီးကောက်ွက်တော့ပါမယ်တပီတော်လုံးဝမကြောက်ပါဘူးဖေဟာသူတို့မယုံရင်လာဆန်းကြည့်လိုက်ပါအဖေါ်ဟာပြောပြီးတော့ចောင်းပေါ်ကနေအေးစေးဆင်းသွားပါလေ။ ကျောင်းမော်ကိုတက်လာစဉ်ကရိုင်နေနေဖြစ်တဲ့ခြေလန်းတွေဟာပိုပြီးတင်းမဲ့လာပါတယ်။ကုန်းနေတဲ့အခါပိုပြီးမှတ်လာပါတယ်။ဖောက်ကရေကော့ခေါင်းဝင်ပေါ်ပြီးကျောင်းဝင်တဲ့ကတလန်းချင်းထွက်ကော်တော့ပါတယ်။ဒီဖြစ်စဉ်ဟာ1990ဝန်းကျင်ကအမှန်တကယ်ဖြစ်ခဲ့တဲ့ဖြစ်မှန်တစ်ခုကိုခြေပြုထားတာပါ။ခုဆိုရင်နှစ်ပေါင်း30ကျော်ကြာပါပြီ။ဟောကြားတဲ့တရားမှာဆရာကြီးဦးရွှေအောင်ရဲ့ဘဝအမြင်သစ္စာအုပ်မှာခေါင်းပုံဖြတ်ခြင်းကင်းဝေး ဆောင်ပါကိုမိញ្ញမ်းထားတာဖြစ်ပါလေ။